မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ22ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကိုအကြမ်းဖက်ဖြိုခွင်းတပ်ဖြတ်ခဲ့မှုမှာပါဝင်ခဲ့ပြီးတော့ဘူဆောမောင်ဦးဆောင်တဲ့စစ်အာဏာသိမ်းမှုမှာပါဝင်ခဲ့တဲ့သူအငိမ့်စားဒုတိယဗိုလ်ချုပ်ကြီးကျော်ဘဟာအသက်60အရွယ်မှာကွယ်လွန်သွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မေလ20ရက်နေ့မနက်09:35မိနစ်အချိန်1988ခုနှစ်စစ်အာဏာသိမ်းခဲ့တဲ့နဝတနာအဖမှာတိုင်းမူအဖွဲ့ဝင်ဝင်ကြီးအဖြစ်နဲ့ပါဝင်ခဲ့တဲ့အငိမ့်စားဒုတိယဗိုလ်ချုပ်ကြီးကျော်ဘဟာအသက်60အရွယ်မှာကွယ်လွန်သွားပြီးတော့နာရီကိုမေလ21ရက်နေ့မွန်လွယ်7:00နာရီခွဲအချိန်မှာမင်္ဂလာတုံမြို့နယ်ရှင်ဂျော့ဂျက်ခရီးယံဖျားကျောင်းမှာပြုလုပ်မယ်လို့သိရပါဗျာလူကြီးယောဂနဲ့ပဲကွယ်လွန်တယ်လို့သိရပါဗျာအသက်ကြီးတော့လေလူကြီးနာနဲ့ပဲလို့ တိုက်သတင်းအရင်းမြစ်ကပြောဆိုထားပါဗျ1988ခုနှစ်ဒီမိုကရေစီလှုပ်ရှားမှုအရေးတော်ပုံကိုစစ်ကောင်စီကအကြမ်းဖက်ဖြိုခွင်းတပ်ဖြတ်ခဲ့တဲ့အချိန်ကဗိုလ်ချုပ်ကျော်ဘာဟာမြောက်ပိုင်းတိုင်းမှုအဖြစ်နဲ့စစ်အာဏာသိမ်းမှုနဲ့ပြည်သူများကိုနှိပ်စက်ညှဉ်းပန်းတပ်ဖြတ်ရမှာပါဝင်ခဲ့တယ်လို့သိရပါတယ်။ဗိုလ်စောမောင်နဲ့ဗိုလ်တန်းရွှေလိုဦးဆောင်ပြီးတော့စစ်အာဏာသိမ်းခဲ့တဲ့နဝတအဖွဲ့မှာအဖွဲ့ဝင်အဖြစ်နဲ့ပါဝင်ခဲ့ပြီးတော့1992ခုနှစ်စက်တင်ဘာလ24ရက်နေ့မှာမြောက်ပိုင်းတိုင်းတိုင်းမှုအဖြစ်နဲ့ဗိုလ်ချုပ်ကျော်ဘာဟာ ဟိုတယ်နဲ့ခီးသွားလာရင်ဝင်ကြီးအဖြစ်နဲ့ပြောင်းရွှေ့ခံခဲ့ရတယ်လို့သိရပါတယ်1993ခုနှစ်မက်စလာ28ရက်နေ့မှာဒုတိယဗိုလ်ချုပ်ကြီးယာရူကိုတုံးမြက်ပေးခံရပြီးတော့1998ခုနှစ်နိုဝင်ဘာလ15ရက်နေ့မှာတော့အခြားသောဒုတိယဗိုလ်ချုပ်ကြီးဆန္ဒဦးနဲ့အတူဒုတိယဗိုလ်ချုပ်ကြီးကျော်ဘာဟာယာရူကနေပြီးတော့အနာပေးခြင်းခံခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တရုတ်နိုင်ငံကူမဲမြို့မှာပြုလုပ်တဲ့၅ချိန်မြောက်ဟိုင်ကင်ဆွေးနွေးပွဲအပြီးမှာစစ်ကောင်စီဘက်ကစစ်ဘက်ဆိုင်ရာထိတ်တန့်အရာရှိ၅ဦးကိုနှစ်ရှိထောင်ဒဏ်များချမှတ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့မေလ14ရက်နေ့နဲ့15ရက်နေ့များမှာကူမဲနိုင်ငံမှာစစ်ကောင်စီနဲ့ညီအောင်မဟာမိတ်၃ဘက်တို့တွေ့ဆုံဆွေးနွေးတဲ့ဆွေးနွေးပွဲအပြီးမှာကြားဖြတ်လုပ်ငန်းကိုခေါင်းစဉ်တက်ပြီးတော့စစ်ဘက်ဆိုင်ရာထိတ်တန့်ဗိုလ်ချုပ်၅ဦးကိုစစ်ကောင်စီကနှစ်ရှိထောင်ဒဏ်များချမှတ်လိုက်ခြင်းဖြစ်တယ်လို့သိရပါဗျာ။ ဟိုင်ကင်ဆွေးနွေးပွဲပြီးတိုင်းမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ကြားဖြတ်လုပ်ငန်းနဲ့ပတ်သက်တဲ့စစ်ဘက်ဆိုင်ရာထိပ်တန်းအရာရှိများကိုအရေးယူခဲ့တဲ့နေ့အတိုင်းစစ်ကောင်စီရဲ့အရင်ကတည်းကဖမ်းဆီးထားတဲ့စစ်ဗိုလ်ချုပ်များကိုတရုတ်နိုင်ငံကမြန်မာနိုင်ငံကိုပြည်ထရေးဝန်ကြီးပြန်ရောက်တဲ့အချိန်မှာအခုလိုမျိုးထောင်ချအပြစ်ပေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အရင်ကအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရပါခတိုင်းမှုဗိုလ်ချုပ်လှမှုကာကွယ်ဒုဝန်ကြီးဗိုလ်ချုပ်အောင်လင်းထွန်းမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုမပါခဗိုလ်ချုပ်စိုးလိုက် အရင်ကလောက်ကင်ဓာတ်ကဆမှုဗိုလ်ချုပ်မင်းစော်တို့ကိုထောင်တန်း10နှစ်စီစစ်ကောင်စီကချမှတ်လိုက်ပြီးတော့ဗိုလ်ချုပ်လှမြက်စိုးကိုတော့ထောင်တန်း9နှစ်ချမှတ်လိုက်တယ်လို့သိရပါတယ်။ခေါင်းစဉ်ကတော့ကြားဖြန့်ပေါ့သူတို့ကိုအရန်အင်အားတွေပို့ထားတာလာပိုင်းလောက်ရှိနေပြီပြည်ထရေးဝင်ကြီးပြန်အရောက်မှာတမ်းပြီးတော့အမိန့်ချတာပဲဗိုလ်ချုပ်လှမှုနဲ့ဗိုလ်ချုပ်အောင်လင်းထုံးကိုတော့အဓိကထားပြီးတော့စစ်ဆေးတယ်ပြောတယ်လောက်ကင်ဓာတ်ကဆမှုကိုလည်းကြားဖြန့်နဲ့စွဲတယ်လို့သိရတယ်လို့ တပ်တွင်းသတင်းရေးမြစ်ကပြောဆိုထားပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့အခြေစိုက်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရပခတိုင်မူဗိုလ်ချုပ်လှမိုးကိုဟိုင်ကင်ဆွေးနွေးပွဲ၃ချိန်မြောက်ပြီးဆုံးတဲ့အချိန်ဇန်နဝါရီလကလေးကအရန်အင်အားကိုပို့ဆောင်ထားခဲ့ပြီးတော့အခုအချိန်မှာထောင်ဒဏ်၁၀နှစ်ချမှတ်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။အွန်လိုင်းလိမ်လည်မှုကြားဖြတ်လုပ်ငန်းများနဲ့ပတ်သက်တယ်ဆိုပြီးတော့နေပြည်တော်မှာတာဝန်ထမ်းဆောင်နေတဲ့ကာကွယ်ဒုဝန်ကြီးဗိုလ်ချုပ်အောင်လင်းထွန်းကိုလည်းမက်လဒုတိယဘက်တပ်မတော်နေ့မတိုင်ခင်ကလေးကနေအိမ်မှာအကြမ်းဖက်ဝင်ရောက်ပြီးတော့ခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့သိရပါတယ်။ ်ပြီးခဲ့တဲ့ဇန်နဝါရီလ30ရက်နေ့ကလည်းလောက်ကင်ပြည်သူစစ်ခေါင်းဆောင်ပယ်ဆောက်ချိန်အပအဝင်ကြားဖြတ်လုပ်ငန်းများကိုလှုပ်ဆောင်သူထိတ်တန်းလုပ်ငန်းရှင်10ဦးကိုတရုတ်အထူးတပ်ဖွဲ့ထံကိုနေပြည်တော်မှာလွှဲပြောင်းပေးခဲ့သေးကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တဲ့တရုတ်မြန်မာနယ်စပ်မူဆယ်မြို့မှာရှေ့နေအမျိုးသမီးနှစ်ဦးပြီးခဲ့တဲ့မေလ18ရက်နေ့နေခင်းနှစ်နာရီလောက်မှာလမ်းမှာဓားပြတိုက်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖြစ်စဉ်ကဗမျာတိုက်ခိုက်ရတဲ့ရှိတ်နေနှအူးဟာဟော်မုန်45ဂုံလမ်းသွယ်9မှာအမျိုးသား4ဦးကကားနဲ့လာတဲ့ရှိတ်နေနှအူးကိုတနက်နဲ့ချိန်ပြီးတော့လက်ဝက်ရတနာနဲ့ပျက်စီးတွေကိုလူယူသွားခဲ့တယ်လို့သူကပြောပါတယ်ပတ်စံ300လောက်ပါတယ်ရွှေဆွဲကြိုးရွှေလက်စွပ်နဲ့ဖုန်းတွေကိုယူသွားတာလမ်းပေါ်မှာကားတစ်စီးရက်နေတာသူတို့နှစ်ယောက်ကလည်းကားမောင်းလာတယ်ကားကိုရက်ခိုင်းလိုက်တယ်ရက်လိုက်တာနဲ့မှန်ချပြီးတော့ပါလာသမျှပျက်စီးတွေအကုန်ထုတ်ခိုင်းတယ်ကားတကားမဖွင့်လို့ကားကိုယူမသွားတာ တို့နှစ်ယောက်ကလည်းကြောက်ကြောက်နဲ့တကားကိုမဖွင့်ပေးလိုက်တာလို့ပြောဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ၄ရက်နေ့ကလည်းမူဆယ်မြို့မြို့ပတ်လမ်းမှာအမျိုးသားတအုပ်ကိုအမည်မသိတဲ့လူတစုကငွေကျပ်350နဲ့ပြန်ပေးဆွဲခဲ့ဘူးတယ်လို့လည်းသိရပါတယ်။မူဆယ်မြို့ကတရုတ်မြန်မာနယ်စပ်ဂုံသွေးရေးမြို့ဖြစ်ပြီးတော့လက်နက်ကိုင်းအဖွဲ့အစည်းများနဲ့တရားမဝင်လုပ်ငန်းများစုံလင်ပေါများတဲ့ဒေသဖြစ်တာကြောင့် ်တနက်ပြစ်ခတ်မှုနဲ့ဓမြတိုင်မှုနဲ့ပြန်ပွေးဆွဲမှုတွေဟာမကြာခဏဖြစ်ပွားနေတဲ့နေရာလေးဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာမူဆယ်မြို့နယ်အတွင်းမှာစစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့များအများအပြားတွာလာလှုပ်ရှားနေတဲ့နယ်မြေလေးဖြစ်ပြီးတော့ဓမြတိုင်မှုလူရမှုတွေဟာနေ့စဉ်ဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တိုက်ပွဲတွေပြင်းထန်နေတဲ့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အတွင်းကိုစစ်ကောင်စီတပ်ကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA ကဝိုင်းမော်မြို့နယ်ရွှေညောင်ပင်ခမရ၃နှစ်တဲ့တရင်ကိုထိုးစစ်ဆင်လျက်ရှိရာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီဘက်ကလက်နက်ကြီးပစ်ကူပေးပြီးတော့တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။မြေကြီးနားကနေဝိုင်းမော်ဘက်ကိုရမ်းပစ်နေတာဒီနေ့တောင်မှဝိုင်းမော်မြို့နယ်မှာရှိတဲ့ခက်ကျူကြီးရွာကရွာသားတွေ6ဦးသေပြီးတော့11ဦးဒဏ်ရာရတယ်။ လေရင်တွေကတော့တက်လိုက်ဆင်းလိုက်နဲ့ drone ကြီးတွေလည်းတက်ဆင်းလုံနေတယ်မေလ20ရက်နေ့ည9:50မိနစ်ခန့်ကလက်နက်ကြီးတန်းတွေကိုပြန်ချရတယ်ဇက်တိုက်အတန်တွေကြားနေရတယ်အတန်တွေကလည်းကြောက်စရာကြီးမေလ20ရက်နေ့ည9:58မှာအတန်တွေဇက်တိုက်ပိုကျေလာတယ်လို့မြကြီးနားဒေသခံတို့ကပြောပြထားပါတယ်ကချင်စီရေးတရင်ရင်းမြစ်တို့ကလည်းမြကြီးနားကနေပြီးတော့ဝိုင်းမော်ဘက်ကိုစစ်ကောင်စီကလက်နက်ကြီးပစ်ခတ်မှုအခြေအနေကိုလူမှုကွန်ရက်မှာအသိပေးထားရာမြကြီးနားမြို့မပါခမြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ဝင်း၃နေရာမှာ240မမတင်ဒုံးကားတွေရက်ထားပြီးတော့ဝိုင်းမော်မြို့ရွှေညောင်ပင်ရွာကိုည9:00နာရီကနေစတင်ပြီးအလုံး100ခန့်ပြစ်ခတ်ခဲ့တယ်လို့យေတာထားပါတယ်မြေကြီးနားဒေသခံတချို့ကလည်းစစ်ကောင်စီတပ်လက်နက်ကြီးပြစ်ခတ်မှုအခြေအနေကိုရုတ်တံမှတ်တမ်းနဲ့အသိပေးထားရာစစ်ကောင်စီလက်နက်ကြီးပြစ်ခတ်မှုကြောင့်မြေကြီးနားမြို့ကောင်းကင်ရံမှာမီးအနီလုံးကြီးထောင်တက်သွားတာကိုရုတ်တံမှတွေ့နေရပါတယ်ဝိုင်းမော်ဘက်ချမ်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့ မြေကြီးနားမြို့မြောက်ဘက်ချမ်းမှာအစစ်အစေးတွေတင်းကျပ်နေကမေလ20ရက်နေ့ညနေပိုင်းကစပြီးတော့မြို့အဝင်ထွက်တွေကိုပိတ်ထားတယ်လို့စီရေးသတင်းအမြင့်အချို့ကပြောဆိုခဲ့ပါတယ်မြေကြီးနားမြို့နယ် AR မြေသားချားတဲ့ဝိုင်းမော်မြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းများနဲ့ပြည်သူ့စစ်စခန်းများကို KIA ကမေလ18ရက်နေ့ကစပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေရာမေလ20ရက်နေ့မနက်ပိုင်းအထိကိုစစ်ကောင်စီတပ်စခန်းပေါင်း12ခုထက်မနည်းသိမ်းပိုက်ရရှိထားတယ်လို့သိရပါတယ်ဝိုင်းမော်မြို့နယ်အောင်မြေတအောင်မြေနဲ့ခါချီရွာ အဲ့ဒီတကြောလုံးမှာတိုက်ပွဲတွေဖြစ်နေတာပါစစ်ကောင်စီရဲ့စစ်သားတွေကရွာထဲမှာဖုန်ကြီးချောင်းတို့စာတင်ချောင်းတို့မှာသူတို့ကနေရာယူထားတာတွေကိုတော့အကုန်လုံးရှင်းလင်းရေးတွေလုပ်လိုက်ပါပြီအဲ့ဒီရက်ကွက်အတွင်းမှာရောမြို့တွင်းမှာရောမရှိတဲ့လောက်ဖြစ်နေပါပြီရွှေညောင်ပင်3.1စခန်းကိုလည်းကျွန်တော်တို့တွေထိုးစစ်ဆင်တီတုံးပဲဖြစ်ပါတယ်နောက်ရွှေညောင်ပင်နားကကချင်လိုခေါ်တာကတော့လုံဆက်ဘောမလို့ခေါ်တဲ့စခန်းတစ်ခုကိုလည်းတိမ့်ပိုက်လိုက်ပါပြီနောက်ပြီးတော့ဂဇူးကိုလည်းမနေ့ကတိမ့်ပိုက်လိုက်ပါပြီဝိုင်းမော်မြို့ရဲ့အရှိတ်ဘက်တရုတ်နယ်စပ်ဘက်မှာတပ်ဆွဲထားတဲ့ ဝါထောင်ဘုံဆိုတဲ့နေရာနဲ့ပြင်ပိုကောင်ဆိုတဲ့တပ်စခန်းကိုလည်းမနေ့ကအပီးပိုင်တင်စီရမ်းပြီးပါပြီ။နယ်မြေရှင်းလင်းရေးလည်းလုပ်လိုက်ပါပြီလို့ KIA ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကတာဝန်ခံဘုံမူကြီးနော်ဘူးကမေလ20ရက်နေ့မနက်ပိုင်းမှာပြောကြားထားပါတယ်။ကြံရှိနေသေးတဲ့စေကောင်စီရဲ့တပ်စခန်းတွေကိုဆက်လက်ပြီးတော့စစ်ဆင်ရေးတွေပြုလုပ်နေတဲ့အတွက်တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ဘုံမူကြီးနော်ဘူးကပြောဆိုခဲ့ပါတယ်။မေလ20ရက်နေ့ညနေပိုင်းမှာ KIA ကတင်ပိုင်ရန်ကြံနေသေးတဲ့ချွေညောင်ပင်ခမရ3နှစ်တက်ရင်ကို တိမ့်ပိုက်ဖို့အတွက်ထိုးစစ်ဆင်တိုက်ခိုက်နေရမှာတိုက်ပွဲတွေပြင်းထန်နေခြင်းဖြစ်တယ်လို့သိရပါဗျ။ KIA ကခမရ3နှစ်တင်းနဲ့ခလိုက်ရ58တဲ့ရင်တို့ကိုတိမ့်ပိုက်နိုင်ပြီဆိုပါကဝိုင်းမော်မျိုးတွေကိုအပြည့်အဝထိမ့်ချုပ်နိုင်ပြီဖြစ်ကြောင်းသိရပါဗျ။လက်ရှိအချိန်ထိကိုစစ်ကောင်စီစခန်း12ခုထက်မနည်းရရှိထားတယ်လို့သိရပါဗျ။ဒါကြောင့်စစ်ကောင်စီရဲ့တပ်စခန်းပေါင်း100ကျော်ကို KIA ကစစ်စင်ရေးကာလ2လခွဲအတွင်းမှာတိမ့်ပိုက်ရရှိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ပန်းတိုင်းခြုံကျေးရွာအနီးမှာရှိတဲ့စစ်ကောင်စီဂိတ်စခန်းကကင်းမုံဝက်ဖို့အတွက်ထွက်လာတဲ့ရဲတပ်ဖွဲ့ဝင်၈ဦးကိုတော်လိုင်းတပ်ဖွဲ့တွေကပစ်ခတ်ရာတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ၂ရက်နေ့ညနေပိုင်းမှာကင်းမုံဝဲဖို့အတွက်ထွက်လာတဲ့ရဲရှစ်ဦးကိုစောက်တန်း YSO PDF အဖွဲ့ကစောင်းဆိုင်ကပြစ်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ပြစ်ခတ်မှုကြောင့်ရဲ၆ဦးဟာကားလမ်းမမှာတိုက်ဆုံသွားပြီးတော့၂ဦးဟာထွက်ပြေးသွားတဲ့အတွက်လိုက်လံပြစ်ခတ်ရာ ထပ်မံတည်ဆုံသွားတယ်လို့သိရပါဗျ။ရဲတွေစီကနေပြီးတော့ G4 တက်လက် G3 တုံးလက်နဲ့ M16 A1 တုံးလက်တို့ကိုတင်စီရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။